ကိုလည်းခွင့်လွှတ်ပေးပါကျမရေအဲကျမရေကြောင့်ခိတအသုံးပြုမှုမလွတ်ဖြစ်ခဲ့တာခွင့်လွှတ်ပါပြည်သူများနဲ့ပြည်သူများနဲ့အတူရှိနေပါတယ်တော်လိုက်တက်ခွင့်များနဲ့အတူရှိနေပါတယ်ကျွန်တော်တို့လက်ရှိအခြေအနေရဲ့ရှုပ်ထွေးတဲ့ဒီကြာညောင်းလာတဲ့အခြေအနေပေါ်မှာစိတ်မရှိမှုတွေတချို့သောနေရာတွေမှာစီရေးရဲ့အတူအဆုတ်အတက်အကျပေါ်ဒီ ညှိုလင့်ချက်တွေအားယော့လာတာတွေဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့အားလုံးနားလည်ပါတယ်။ဒါကြောင့်ကျွန်တော်ခေါင်းစဉ်လေးတင်ပြထားပါတယ်။တာဝေးမှာစိတ်သက်စီရေးမှာဗျူဟာနဲ့မိန်နာခံမှုဒါဒီကောကျွန်တော်တို့အားလုံးဝိုင်းဝန်းစူးစမ်းနေကြပါတယ်။ကြာခဲ့ပြည်သူများနဲ့ YouTube မှာဆက်လက်ပြီးတော့ဒီလော့တဲ့တွန်းတက်ချက်တွေကိုတင်ပြပေးပါမယ်။ကျွန်မကြီးကခေတ္တနာနာနေခဲ့တာကိုခုလိုပြီးမှလည်းအဲကျွန်တော်ချက်တဲ့မိတ်ဆွေအားလုံးကိုလေးလေးစားစားတောင်းပန်ပါတယ်။ ပြန်ဆိုဆိုစည်းကြပါမယ်ကိုနော်ဆိုတော့ဟိုဟိုစိတ်ခွန်အားလေးပြီးချင်တာပေါ့နိုင်ငံတကာရောက်ပြည်သူတွေရောလက်ရှိပြည်တွင်းမှာဒီဖက်စစ်စစ်ရန်နေရာကြီးရဲ့ခွေးသားစိတ်အောက်မှာရဲဆက်ဆက် PC နှိမ့်ဆက်ခံရတဲ့နိုင်ငံသားတွေကိုရောစိတ်ခွန်အားပြီးချင်ပါတယ်ကျွန်တော်တို့ဟာအဆိုးဆုံးတွေကိုဖျက်ချော်နေကြပါတယ်အဆိုးဆုံးဆိုတဲ့အခြေအနေတွေကိုဖျက်ချော်ပြီးတော့ရှိနေပါတယ်ဓမ္မကြခင်မှာတော့အကောင်းဆုံးတွေရောက်လာမှာပေါ့အဲ့တော့လက်ရှိအခြေအနေကဖက်စစ်အကြမ်းဖက်အုပ်စုဘက်ကစီးပိုင်းတချို့နေရာတွေမှာ အအောင်မြင်ဒီလောက်လေးတွေရှိတာဟုတ်ပါတယ်ဒါလည်းပဲဘာနဲ့သက်ဆိုင်လဲဆိုတော့ပထဝီနိုင်ငံကြီးနဲ့တရုတ်ကွန်မြူနစ်အစိုးရရဲ့နှစ်ရှစ်ပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ခမ်းလားမတိုင်ခင်သူတို့ရဲ့မူဝါဒတွေနဲ့ကမ္ဘာလုံးဆိုင်ရာ group ခွဲပြီးတော့ဝင်ရုံးဝင်ရုံးချင်းချင်း group ခွဲခွဲပြီးတော့မိဖက်အင်အားစုဖွဲ့မှုစီယုံနဲ့စီစုဖွဲ့မှုတရံအရဖက်စစ်ဂျမ်းဖက်တပ်ဖက်ကိုသူတို့လိုအပ်တဲ့စီအထောက်အကူတွေပေးခဲ့ပြီးတော့ပြပြသားသားဖက်စစ်ဝါဒဖက်ပါရက်တီထောက်ကူပေးခဲ့တဲ့ရလက်ကြောင့် ဒီတရုတ်ကွန်မြူနီအစိုးရဒီထောက်ပံ့ပေးသော drone တွေဖျားပြင်းအဲဒီလက်နက်တွေတော့လီရင်တွေအဲတော်ဝိပအမြောက်ဆန်တွေနောက်တစ်ခါသူတို့ကိုယ်တိုင်ပေါ့ကူညီတဲ့အဲဒီဂျူရုနီးပညာတွေနဲ့ဆောက်လိုင်းရေးရန်ရရတွေကြောင့်ဖက်စစ်ဂျမ်းဘက်တပ်ဟာအဲနီးပညာရတစိတပိုင်းအားသာတောက်ခဲ့ပါတယ်တစ်ဖက်ကလည်းပဲအတင်းကာရောအထမဖန်စီစစ်ထဲသွင်းစုဆောင်းလာတဲ့လူတစ်ဘီတုစစ်ခေါ်တဲ့တသားတစ်တွေကြောင့်စစ်အင်အားတစုံတရာပြန်လည်ကြီးထွားပြီးတော့တချို့သောမျိုးပြတချို့ကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့တာရှိပါတယ်ဒါပေမဲ့ဘလောက်ပဲအဲဒီသူတို့ဘက်က ဒီကြီးမားတဲ့အဲဒီဖန်ဆီးမှုတွေနဲ့စီအတင်းခါရောက်တိဆောက်စီတာမှုသူတို့ဟာစစ်မှန်တဲ့စစ်တတတက်စစ်လေ့ကျင့်တာပြေဝပြီးတော့တကယ်ကိုပဲစီးဆောင်ရပြေဝတဲ့စစ်တတတက်ဖြစ်မလာခဲ့ပါဘူးအတင်းခါရောက်စူးစီးထားတဲ့ပြည်သူစစ်တွေကြောင့်သူတို့ချင်းချင်းကြားထဲမှာပဲအပြိုကွဲပျက်စီးပြီးတော့အခုဆိုရင်စိတ်တပိုင်းဆိုင်ရာအရလွန်စွာယုံရင်ကြမ်းတမ်းရက်စက်ရုံပါတဲ့လောက်ရက်တွေ စီကာစင်ကဆက်ကဆက်ကကျူးလွန်နေကြတာတွေ့ရပါလိမ့်မယ်။ဥပမာဆိုလို့ရှိရင်အာလူငယ်လို့တော့မတတ်မလိုင်လောက်အောင်ပဲလူလူချင်းချင်းရဲဆက်ဆက်မျက်နှာကိုအဝေးစီရင်ကနှလုံးသားတွေတော့ဓာတ်နဲ့ဆိုင်ထိုးခြေတလို့တယောက်ခုတ်ဖြတ်တဲ့ချိန်မှာလမောင်းတယောက်ကခုတ်ဖြတ်ဘူးကြီးချင်းနဲ့ပြီလားလို့မေးတဲ့ကောင်ကမေးစသဖြင့်သူတို့ချင်းချင်းရတဲ့မှာလွန်စွာမှရုပ်ရက်ဆက်ကြမ်းကြုတ်ရုပ်မာတဲ့ငွေစေးဆွဲဒါပဲပြောပြောလူစိုးလူမိုက်လူရုပ်တွေကိုခေါ်သွင်းပြီးလက်နက်တပ်ဆင်ပြီးပြည်သူကိုတိုက်ခတ်နေနေတပ်ဖြတ်ဖို့ကြိုးစားတဲ့မိစ္ဆာတွေတည်ဥရတော်လကောင်သူတို့ချင်းချင်းကြားထဲမှာကိုကလွန်စွာကြောက်เสียကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်ပေါ်နေပြီဆိုတာကျွန်တော်နိုင်ငံသားအားလုံးလည်းသိတယ်လို့အင်းကြီးနိုင်ငံတွေရော ကမ္ဘာနိုင်ငံတွေကရောတည်လာပြီဖြစ်တယ်။နော်ဒါကဖက်စစ်အကြမ်းဖက်တိုက်ခဲ့အပေါ်မှာကတကာကျဲရွှေမုံကျဲထားပြီမြဲအထက်မှာနောက်ချိခဲ့သူတို့ဟာအလုံးစွာပျက်စီးယိုယွင်းနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ပြီးတော့လည်းလက်ရှိသူတို့တွေရဲ့မြို့သေးစခန်းသိမ်းတွေတိမ့်နိုင်ပြီဆိုတော့ညာလည်းပဲတိမ့်လာတဲ့ view ဟာကိုကြည့်လိုက်ရှင်တာဝေးပြည့်အမြောက်တွေနောက်တစ်ခါအကဲကြီးရဲ့ drone အကောင်းစားတွေနောက်တစ် jumping system တွေနဲ့တော်လိုင်းဖက်က jumper drone တွေကိုကန်ကန်တန်ဟန်တာထားနိုင်ပြီးတော့တစ်ဖက်ကသူတို့ရဲ့စွမ်းမြင့်တဲ့ drone တွေနဲ့ drone ဖမ်းယူသိမ်းဆည်းတဲ့နည်းပညာတွေအသုံးပြုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးနှင့်ခိုင်မာသည့်နိုင်ငံရေးပြည်ညင်များရရှိလာရေး NLD ပါဝင်ဆောင်ရွက်မှုပြည်ထောင်စုအတွက်အထူးအရေးကြီးဟု UNG ယာယီသမ္မတပြောဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံ၏တံမိုးမဖြတ်နိုင်သည့်ခေါင်းဆောင်တအူးဖြစ် မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးနှင့်ခိုင်မာသည့်နိုင်ငံရေးပြည်ညင်များရရှိလာရေးအတွက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါဝင်ဆောင်ရွက်မှုမှပြည်ထောင်စုအတွက်အထူးအရေးကြီးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNGIE သမရဒူဝါလာရှိလာကပြောဆိုလိုက်သည် ယနေ့ကြာရောက်သည့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တီထောင်ခြင်း3 18နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင်နိုင်ငံတော်ယာယီသမ္မတဒူဝါလာရှိလာကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည့်ယနေ့ຫນွေဥတော်လန်ရေးသည့်ခေအဆက်ဆက်ဒီမိုကရေစီလှုပ်ရှားမှု၏အဆက်ဖြစ်ကြောင်းရင်းချေနေတွင် NLD ပါတီကာယကံမြောက်မြုပ်နှံခဲ့သောနိုင်ငံရေးပါတီကြီးဖြစ်ကြောင်းလူထုက NLD ပါတီ၏ဥဆောင်မှုကိုဆက်လက်အလိုရှိနေဆဲဖြစ်ကြောင်းသူကဆိုသည် နွေဦးတော်လန်ရေးဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ထဲဝင်မြုပ်နှံခဲ့တဲ့စစ်အာဏာရှင်စနစ်စန့်ကျင်ရေးလှုပ်ရှားမှုရဲ့ single line တစ်ခုဖြစ်ပါတယ်။ဒါကိုယခုကျွန်တော်တို့အားလုံးဝိုင်းဝန်းဥဆောင်ရှေ့ဆက်နေကြပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့တမိုင်းပိတာဝင်တွေကိုဆက်လက်ထမ်းရွက်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။စစ်အာဏာရှင်စနစ်စန့်ကျင်ရေးအပါအဝင်စစ်အာဏာရှင်စနစ်ကိုတဆိုးရှိအောင် အထောက်ပံ့ပေးတဲ့အတူအယောင်ရွေးကောက်ပွဲလို့ လုပ်ရက်တွေကိုစန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့မျိုးဥတော်လည်ရင်အင်အားစုအလုံးနဲ့တသားတည်းတရှိပြီးဥဆောင်ဥရပြုပါဝင်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါအပြင်မျိုးဥတော်လည်ရင်မှာအလုံးပါဝင်တဲ့နိုင်ငံရေးခင်းကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့မြစ်တာရက်ခံကျင်ပါတယ် လူမှုလွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်တမိုင်းစင်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြပါတယ်ဟုယာယီတမရကပြောဆိုသည့်ထို့ပြင်နှုံကောင်းဆောင်ဒေါအောင်ဆန်းစုကြည်၏အခန်းကဏ္ဍသည်အရေးကြီးပြီးနိုင်ငံအတွက်တန်ဖိုးမဖြစ်နိုင်သောခေါင်းဆောင်တဦးဖြစ်ကြောင်းဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကြိုးပမ်းနေကြဆဲဖြစ်ကြောင်းယာယီတမရကပြောသည် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အကြောင်းပြောဆိုရမှာကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကိုမေးထားဖျောက်ထားလို့မရပါဘူးဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာထပ်ပူပြီးနိုင်ငံရဲ့အဖိုးမဖြစ်နိုင်တဲ့ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ် ဒီနေ့ဒီအချိန်မှာကျွန်တော်တို့လေးစားအားကြတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအကြမ်းဖက်မင်းအောင်လိုင်နဲ့စစ်အုပ်စုကမတရားဖမ်းဆီးချုပ်နှောင်ခံထားလျက်ရှိပါတယ်။ကျွန်တော်တို့အားလုံးအနေဖြင့်လည်းဒေါ်အောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလူမျိုးရေးကိုကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ဒီလိုမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပါတီခေါင်းဆောင်များမတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းပါတီကိုဥဆောင်နေတဲ့တာဝန်ရှိသူများအနေနဲ့လည်းဒီလိုခက်ခဲကြမ်းတမ်းတဲ့ဒေါ်လာ အဲဒီ drone နဲ့ပုံကျဲတယ်လက်ကြီးနဲ့တောက်ပြအမြောက်တွေနဲ့တိတိကျကျနေရာကိုချိန်တွဲပြစ်ခတ်ပြပြင်းပုံနေနဲ့လောရရဲ့စိတ်ငွေနဲ့ဓာတုပိဒါဒီဒီဝါရီပါတုံးနေငွေတွေပါတုံးနေတုံးပြီးတော့ကျွန်တော်တို့ခုတော်လိုင်းပြီးသွေးထောက်ပတ်မှုတစ်ခုနဲ့လဲပတ်နေရတဲ့တော်လိုင်းအင်အားစုတွေရဲ့ကာကင်းတွေကိုခံတက်တွေကိုတိမ့်ပိုက်ထားတဲ့စခန်းတွေကိုအဲစီစီညံ့ညက်ကြအောင်ချိန်မုံပြီးတော့မှထိကတန်ရအောင်ပြောင်းမှုများစွာဖြစ်အောင်ပေါင်900ပါဝင်လေးနေနဲ့ကျဲပြီးတော့မှမြေပြင်ထိုးစစ်တွေနဲ့ပြီးသွေးစစ်ဆိုတဲ့စစ်ဆောင်ထားတဲ့တပ်သားတွေကိုနောက်ကကတနက်နဲ့ထောက်ဗနက်နဲ့ထောက် တက်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 ဆိုအတက်တက်ခိုင်းမတက်ဘူးပြန်လာကတော့သူတို့ချင်းပြစ်တက်ပြစ်တက်ပြီးတော့သူတို့ဟာမြို့ချုပ်စခန်းချုပ်ကိုတိမ့်ပိုက်နိုင်ခဲ့တာသာဖြစ်တယ်ဒါပေမဲ့သူတို့ဟာစစ်မှန်တဲ့နေမြကိုတိမ့်ပိုက်နိုင်တဲ့အောင်မြင်သူတွေမဟုတ်ပါဘူးဒီတော့ဘာဖြစ်လဲအခုလက်ရှိဈေးကုန်းမှာဖြစ်နေတဲ့ရဲစခန်းကိုတလိုင်းတက်ဖွဲ့ကဝင်စီးတဲ့ ဒီဗီဒီယိုပဲကြည့်ပါတကယ်တော့ကျွန်တော်တော်လင်းတက်ဖွဲ့တွေမှာစိတ်ဓာတ်နဲ့ခံယူချက်နဲ့ငါတို့မဖြစ်မနေတိုက်မှရမယ်လို့ဆိုတဲ့ဇွဲနဲ့ဒါကျွန်တော်တို့ကြိုးစားကြတာပါစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ဥပမာဆိုရင်တက်စိတ်တက်စုတက်ခွဲတရင်စသဖြင့်စနစ်တကျအရာခံအချက်စနစ်တွေနဲ့အုပ်ချုပ်ပြီးအမိန်ပေးတဲ့စနစ်နဲ့တေးချာကြိုတင်ပြင်ဆင်နဲ့ကြာကြာနာနာစီးရေးစီမံချက်တွေနဲ့တိုက်ခတ်တာတော့မဟုတ်သေးဘူးတိုက်နေတဲ့ဖြစ်စဉ်ကိုကြည့်ပါတော်တော်လေးကိုဒီဖီယိုဖီးယားနဲ့အဆဲဆူအော်ဟိမောင်မီဝင်တိုက်တဲ့အနေထားမှာတော့မှဘုံစုံဝင်လဲဝင်သွားရော အရေးကြီးတဲ့ဘိုးဒီဘိုးမိန်းလိုင်းအဝင်ရဲ့ဘန်ကာကြီးကွန်ကရစ်ဘန်ကာကြီးထဲမှာတနပ်ပေးပြီးကင်းဆောက်ခိုင်းထားတဲ့ကလေးတယောက်အမေတွေ့ပါလိမ့်မယ်ဒါလက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးအခြေအနေပါပဲအပေါ်ရမှာသာသူတို့ကအင်အားတွေရှိနေတဲ့အောင်နေမီလူတိမ့်နိုင်တဲ့အောင်ရွက်ကောက်ပွဲအတွက်ကိုဆိုပြီးတော့အတူရောက်လင်ညာတဲ့ရွက်ကောက်ပွဲအတွက်ကိုမြို့သိစကန်းသိနေလုံနေနိုင်တဲ့အောင်သူလုတ်ပြနေပြီမယ်နောက်တန်းဒီမှာစိတ်ဓာတ်မရှိဘူးအင်အားမရှိဘူးစူပါမူးမရှိဘူးအားလုံးကဖီယိုဖီယဲဗျံပထာနဲ့သူတို့ချင်းချင်းကြားထဲမှာမကျေနပ်မှုတွေဖြစ်နေကြတာဖြစ်တယ်ဒီချိန်မှာပို့ပြီးတော့တိတာလာတဲ့အနေထားအခုစက်ခံရေးဆိုတဲ့စက်ဖွက်ထဲကိုမင်းအွန်လိုင်းကသူစိတ်ချယုံကြည်ရတဲ့ group အကုန်လုံး ရရှိအရာခံနဲ့စည်ရအစပြီးတော့အုပ်စုလိုက်သွားကျန့်ဖို့နယ်ကိုသွားအမိတ်နဲ့လူငယ်နေ2013ခုနှစ်ကက MS order ထုတ်ပြီးတော့ဟိုဖုန်းဖုန်းတော်ကြီးပြင်တင်တန်းချောင်းတွေကိုစစ်တပ်ကနေပြီးတော့တင်တန်းဆေးလွတ်တယ်လို့ပေါ့နော်2013 13လောက်တုန်းကကျွန်တော်ပြောခဲ့တာရှိတယ်ဒီဖုန်းတော်ကြီးတင်နော်တောင်းတိုင်ဖုန်းတော်ကြီးဖြစ်တင်တန်းချောင်းတွေကိုစစ်တပ်က MS order နဲ့အမိတ်ပေးထုတ်ပြီးတော့တင်တန်းတော့တက်ခိုင်းပြီးတောင်းတိုင်ဖုန်းကြီးဖြစ်အသွင်ဆောင်ခိုင်းတယ်လို့အခုလည်းကျန့်ခိုင်းတဲ့ကိုစစ်တပ်ကအမိတ်နဲ့ MS order နဲ့အမိတ်ထုတ်လိုက်ပြီဆိုတော့ လက်ရှိခင်ကြီးအပါဝင်စံခန်ကြီးကနီလန်ကတဆင့်အာနာရယူဖို့ကြိုးပမ်းမယ်ဆိုတဲ့သူတို့အတွင်းပြသချင်းရဲ့ပြိပခါလည်းအမြင့်ဆုံးကြီးထွားလာမှာဖြစ်တယ်။ဒီကြမှာဆေးရဇဝဲကောင်ဖြစ်ကျင်ညာထားခံရရပြီးဖြစ်တဲ့ဂျီနိုဆိုက်လူမျိုးတို့တပ်ဖြတ်မှုတရားခံမင်းအွန်လိုင်းမကြခင်မှာ ICC ကိုရုံးတင်ဖို့အတွက်ကုလသမဂ္ဂကမာကတောင်းဆိုခံရတဲ့မင်းအွန်လိုင်းသူ့အတွက်မွေးချောက်ကြိုက်မဲ့အနေထားတွေဖြစ်အခုအမေရိကန်ကလည်းပဲမြန်မာနိုင်ငံကိုဗနီဇွဲလာတို့အီကွေဒေါ်တခြားငါးနိုင်ငံနဲ့ဒန်းတူငွေစေဝါတားဆီးတပ်ဖြတ်ဖို့ပြက်ကွက်သောနိုင်ငံဖြစ်ကျင်ညာလိုက်တဲ့အချိန်မှာပဲဗနီဇွဲလာကိုအမေရိကန်စစ်တပ်ကစီးရီးရအရေးကြီးကိုကြိုးပမ်းနေပါတယ်ဒီချိန်မှာ ပိုလန်နိုင်ငံအပါအဝင်ပေါ့နေတိုးနိုင်ငံတွေကိုရုရှားရဲ့ပြောင်းကြကြကျူးကျော်ရန်ဆမှုနဲ့အတူ EU နေတိုးနဲ့ဗြိတိန်ပြင်သစ်အမေရိကန်တို့အားလုံးရဲ့မကြခင်မှာတံပြန်မဲ့စစ်စင်ရေးစီမံချက်တွေဟာလည်းပဲတက်တရကဘာစစ်ကိုတာဆူလာတဲ့အနေအထားဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကိုကကဘာစစ်ဖြစ်တဲ့ချိန်မှလွတ်လပ်ရေးဆိုတာကိုရောက်အောင်တိုက်ရွာတဲ့နိုင်ငံငယ်ဖြစ်တဲ့အတိုင်းကျွန်တော်တို့ဟာအခုကဘာစစ်တာဆူနေတဲ့တက်တရအချိန်မြောက်မှာကျွန်တော်တို့ရဲ့စစ်မှန်သောလွတ်လပ်ခွင့်ကိုရဖို့ကျွန်တော်တို့အားလုံးဟာတာဝေးမှာစိတ်ဓာတ်စီရေးမှာဗျူဟာနဲ့ အမိနာခံမှုဆိုတာကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲနှလုံးသွင်းပြီးပြည်သူအားလုံးအားမရော့စိတ်မပြတ်ပဲနဲ့ဘလို့ပဲခက်ခဲတွေကြုံကြုံဘလို့ပဲဆိုးဝါးရက်ဆက်ကြမ်းကြုတ်တဲ့အနေထားတွေကိုရင်ဆိုင်ရရင်ဆိုင်ရငါတို့အနာဂတ်အတွက်ငါတို့တည်ဆောက်မှရမယ်ဆိုတဲ့စိတ်ကိုနှလုံးသွင်းပြီးပြပြသားသားခိုင်ခိုင်မာမာနဲ့ရှေ့ဆက်သွားကြမှုမှာတပါအချားမရှိဘူးကျွန်တော်တို့ပြည်သူအားလုံးနဲ့အတူရှိနေပါတယ်အပြည်သူအားလုံးနက်ဖြန်တွေအတွက်အကောင်းဆုံးအတူတူရုန်းကန်ကြိုးစားကြပါစို့အဲကျွန်တော်တို့မမျှော်လင့်နိုင်တဲ့ဒီနိုင်ငံရေးအဲစီရေးအရာ အားသာချက်ဒီမြန်မာပြည်မှာလည်းပေါ်ပေါက်လာစရာရှိပါတယ်ဒါလည်းကမ္ဘာအစည်းအဝေးဖြစ်အားနဲ့အာဆီယံအပါအဝင်ထိုင်းနိုင်ငံတို့ရဲ့ပြောင်းလဲနေတဲ့အစိုးရတွေမူဝါဒသဘောထားတွေဟာကျွန်တော်နိုင်ငံကျွန်တော်ပြည်သူပြည်သားတွေအတွက်ကောင်းမွန်တဲ့ကံကြမ္မာတွေစောင့်ကြည့်လာမှာဖြစ်ပါတယ်အားလုံး